တခါကငငယ်လေးတွေအပိုင်လေးအကတိုက်တော့လေအာလုံသူ့ကိုပဲစိတ်ညစ်နေကြရတယ်လက်လဲမချိုးတဲ့ချက်တော့လဲမရွှေ့တဲ့ဘဲချီဘဲလက်ဖြစ်လို့ဖြစ်နေကိုယူကာယဖြစ်နေတာအကတင်ပေးတဲ့ဇေယမဆိုတာငိုပြီးတော့ကို တောင်းပန်ယူရတယ်မချိုးရင်မကပါနဲ့လားမောမဆိုလို့လားဒါဆိုအစမ်းမတိုက်တော့ဘူးလေအစိန်ကြီးမှဝင်ကြတာပေါ့ မတ်ချောကတော့တည်တယ်မဟုတ်လားမျက်နာမာတယ်သူမပါပဲကရဲ့ကကြည့်ဆိုပြီးပြောလိုက်ယုံနဲ့ပွဲပြက်တယ်သူ့ကိုမပယ်ရဲတော့ဘူးပယ်ခြင်းပယ်လီနောက်ပွဲပြက်သွားတော့မှ သူ့အဆိုးမဆိုးနဲ့ဆိုတဲ့စကားဒါကြောင့်အောင်းတက်တက်နဲ့ထဲ့ထားရတာဒါကအရေးသိမ့်မကြီးတဲ့အချက်တစ်ချက်ပါတကယ်အရေးကြီးတဲ့အချက်ကအဖေကလူကြီးလေးအဖေလူကြီးဖြစ်တော့ သူကလူကြီးသမီးဖြစ်တာပေါ့ဒါကြောင့်သူ့ကိုမထည့်ပဲမหนีရတာအေးထဲ့တယ်ဆိုတာကလေပယုံပဲကားတဲ့လူတွေအားလုံးရဲ့နောက်မှာ လူရုပ်တရက်မမြင်တဲ့နေရာမှာထည့်ထားတာထားပါဦးဒီလိုနဲ့တကြံရဲ့ရောက်လာတယ်ဆိုပါစို့တကြံမန်းတက်ကဖုန်ကြီးเจ้าနဲ့ကက်လျက်ရဲ့ရွာမကဒီလိုပွဲလန်းတဲ့ပင်လောက်ရင်ရွာเจ้าဆရာတော်တွေကဦးစီးပြီးလောက်တာများတာကို ဒါကြောင့်ပွဲနဲ့ပတ်သက်သမျှဘာလို့လို့ကျောင်းသားကကွေးမှလှုပ်ရတာဒီနေ့ကျမှ နေရာကျေလို့ဆိုပြီးကျောင်းရဲ့အပေါကနာကက်လျက်မှမန်းတက်ထူတာဒီလိုရသည်ကလည်းသိတယ်မဟုတ်လားကျွန်တော်တို့မြန်မာလူမျိုးတွေရဟန်းခံရှင်ပြုအများဆုံးလှုပ်ကြတာတချို့ကလည်းတကြမ်းမှကိုသားသမီးကိုစိတ်မချလို့တချို့ကြတော့လေရဟန်းမပြုရသေးလို့ဒီလိုနဲ့ပဲ ဒီနှစ်မှရွာเจ้าမှာအာဂန္ဓုကိုတော်တွေအတော်များများရှိနေတယ်။အာဂန္ဓုကိုတော်တွေဆိုတာကလေတပတ်စေရတာယဟန်ခံကြတာမဟုတ်လား။လူစိတ်ကတိတ်မကုန်သေးဘူး။ဒါကြောင့်ဆုံးခံကြွားတော့မယ်ဆိုရင်ဘုန်းကြီးเจ้าဝါကမန်တပ်ပေါ်တပိတ်ကလေးတွေတင်ပြီးဧကတိကိုခြုံကြတာ။မချောတို့အကအဖွဲကလေမကခင် အချင်းဆိုအဲ့ဒီမန်တပ်ကလေးနောက်ထိုင်နေကြတာ။အားလုံးကတော့ ကာရတော့မယ်ဆိုပြီးစိတ်တွေလှုပ်ရှားပြီးအလှတွေပြင်းအကတွေကျင့်ပေါ့မချောကတော့တည်တယ်မဟုတ်လားအေးစီပဲစင်မော်ခြေတွဲလဲချပြီးအေးစီစီထိုင်နေတာခေါင်းမှလည်းပန်းနေဝေနေအောင်ပန်းပြီးမိတ်ကပ်ကလည်းထူလက်ပြကြီးလိန်ထားတာမင်းတော့ကောင်းနှုံမဲလူမယုတ်ကတပြားမှမရှိဘူးကျန်တဲ့လူတွေကသာသူ့ကိုစိုးရိမ်ပြီးဟဲ့မချောအကကျင့်လေဘာလုပ်နေရလဲ မချောကအီးစီးတဲ့လေတန်းနဲ့ဒါမျိုးကမွေကလေးကပိုက်မာတယ်ဆိုပြီးဆရာကြီးစတိုင်နဲ့ခက်တီတီထိုင်နေတယ်။ဘသူမှပြောမရတဲ့အစသူ့ကိုဒီအတိုင်းလှော့ထားလိုက်ရတယ်။ဒီလိုနဲ့ကရမယ့်အချိန်ကနီလာပြီးမချောကမထသေးဘူး။ဂျန်တဲ့သူတွေအလုံးလှုပ်လှုပ်ရွာရွာဖြစ်ကုန်ပြီးပြိတ္တတွေကလည်းစုံနေပြီကို ရွှေပွဲလာအဲ့ပြိတ္တများခမည်း ဒီနေ့မှကြာရောက်လာတဲ့မြမယူရအတာတကြံမှာကျွန်တော်တို့ကြီးရွာကလုံမပြူမီလေးများပေါင်းစုပြီးယင်ကြီးစုပြီးတီရိမီယူရတကြံရင်အဖွဲကဖြောပြေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ငွေဖလားလေးနဲ့ရေကစားမယ်ဆိုတဲ့တချင်းနဲ့အတူတီရိမီသမီးပြူလေးများရဲ့အကအလကပထမဆုံးရှူစားကြရမှာဖြစ်ပါတယ်ညောညာတန်ဆုံးတာနဲ့ ကပြမဲ့သမီးပြူများအလုံးလှုပ်လှုပ်ရွရွဖြစ်ကုန်ကြတယ်။ကရတော့မကူမကြခင်တီးလုံးစတော့မေ။ဒါကြောင့်သူတို့တိုက်ထားတဲ့အတိုင်းကိုကြရာနေရာကိုဝင်ယူထားကြတယ်။လုံးဝမလှုပ်တာကမချောတယောက်တည်း။သူကတော့အေးစီပဲ။သူ့ငွေဖလားလေးပေးချပြီးခက်တီတီခြွေလွှဲထိုင်နေတော့။ဟဲ့မချောကရတော့မေလီလာလေးဒီကိုဆိုတော့ကမချောကဆူရီဆောင်းအောင်မကြည့်ဘူး။ လေးကြကြီးနေ။အိုးချောကနောက်ဆုံးမှထွက်ရမှာဘာလို့လာရမှာလဲဆိုပြီးဆက်ထိုင်နေတယ်။အကကလည်းစတော့မှာဆိုတော့เจ้าနေကအာဂန္ဓုကိုရော်ရီလေးဇုံးခံမကြွသေးပဲတပိတ်လေးတွေဘေးချပြီးတင်ငန်းပြင်တလူလူဘာလူလူနဲ့စင်ပေါ်ဆွေဆောင်ကြည့်နေကြတယ်။အေးလေသူတို့ကလည်းအရိယာပုဂ္ဂိုလ်တွေမှမဟုတ်သေးတာ။လှုပ်လှုပ်ရွရွဆူစူးစမ်းကျင်တဲ့စိတ်လေးတော့ဘယ်ပြတ်ပါဦးမလဲ။ စပြီးဒီလုံကတချင်းတန်တဲ့အတူတချင်းရဲ့သမီးဖြူလေးတွေကငွေဖလားလေးပိုက်ပြီးပြေးထွက်သွားကြတယ်။မချောကနောက်ဆုံးမှမထွက်ရသေးဘူး။အဒါတချင်းရှင်နွဲလူပြောသည်တီဒါရီလောင်းကဘက်လူဒူများရေကစားမိ။လူအလုံးကုံမှ မချောကသူ့ဘေးကဖလားကိုကောက်ငောက်ခနေထပ်ပြီးစီးချက်နဲ့အတူဆင်ရှိပြုံပြုံကြီးပြေးထွက်သွားတယ်။ဟေးဘက်လူဘက်လူကြီးလေဟာ မချောထွက်လာတာကိုမြင်တော့ကြည်နေတဲ့ပရိသတ်အားလုံးထံမှအာမေရိတ်တယ်များစူညံသွားတယ်။ဟေးဘလို့ဖြစ်တာလဲ။အေးလီဘလို့ကြီးလဲ။ထွင်နာလာဆိုပြီးတယောက်မျက်နာတယောက်ကြီးလိုက်မချောကိုကြည်လိုက်ဖြစ်ကုန်ကြတယ်။ကနေကြတဲ့လူအားလုံးကလည်းသူတို့ကိုအားရဝမ်းသာအားမပေးပဲအံ့အားသင့်စွာကြောင်ငေးကြည့်နေကြတော့မတင်ကဖြစ်ပြီးမချောကိုပြန်လှည့်ကြည့်လိုက်တော့မချောကပြုံပြုံကြီးပိုက်ပြီးကနေတာက ဟေးတပိတ်တပိတ်ကြီးအလူမချောတပိတ်ကြီးနေဟဲမချောနင်းနင်းပိုက်ထားတာကတပိတ်ကြီးပါလားဟုတ်တယ်မချောကပြုံပြုံကြီးပိုက်ပြီးကိုင်းနေအောင်ကနေတာသူ့ငွေဖလားမဟုတ်ဖဲကိုတော်ရီစွန့်ခံကြွားဖို့တင်ငန်းယုံုံတင်ထားတဲ့တပိတ်ကြီးဖြစ်နေတယ်အဲ့ဒီတပိတ်ကိုပဲမချောကပြုံးပြီးပြီးနဲ့အပီအပြင်းပိုက်ပြီးကနေတာစင်အောက်ကြီးလိုက်တော့ ဂိုရိုတပားကငွေဖလားပိုက်ပြီးတောင်ဘက်သွားရမလို့မြောက်ဘက်သွားရမလို့နဲ့ကြောင်စီစီဖြစ်နေတယ်။သူတို့နှစ်ယောက်ကိုကြည့်ပြီးပြိဿအားလုံးကပွဲကြသွားတယ်။တပိတ်ကြီးပိုက်ပြီးကနေတာဟိပြိဿစီက မပြုံးမဲဝလုံးခွဲရေတန်းတွေထွက်လာတယ်။တပိတ်ကြီးပိုက်ပြီးကနေတာရုပ်တီကြီးနဲ့ကနေတာရေတန်းကတော်ယုံနဲ့မစဲဘူး။ကနေတဲ့လူတွေပါဆက်မကရေပဲရက်သွားတယ်။ တချင်းကတပိုက်တောင်မရှိဘူးရက်သွားတယ်။မချောကသာတပိုက်ကြီးနဲ့ဆက်ပဲကနေရမလို့ရက်ပဲရက်တော့မလို့ကြောင်စီစီဖြစ်နေတော့တယ်။ရေတံတွေကလည်းတော်ယုံနဲ့ကိုမစေဘူး။အကလည်းရက်အတီလည်းရက်သွားပြီ။ဒီလိုနဲ့ပဲအဖွင့်တချင်းတပုတ်မှတင်ပွဲကပြည့်သွားတယ်ဆိုပါတော့ပွဲပြည့်တော့လေခဏပါပဲ။နောက်နေနေကြတော့တချင်းတပုတ်ထက်စားတယ် အလုံးအပြုံးမျက်နှာနဲ့ပြေးထွက်လာတယ်။ပရိသတ်ကလည်းရင်သက်ရှူမောကြည့်ကြတယ်။နောက်ဆုံးမတ်ချိုးလည်းထွက်လာရော။ဟောတပိတ်ကြီးထွက်လာပြီ။ဘဲမလဲတပိတ်။ဟိုးအနောက်မလေးဟိုးဝဝကလေးဆိုပြီးအကကူမကြည့်တော့ပဲသူ့ကိုကြည့်ပြီးရဲနေတော့တာ။ပရိသတ်ရဲနေတော့ပွဲကဘလူမဆက်ကားလူမရတော့ဘူး။တဝက်တစ်ပြည့်နဲ့တင်ရက်ရက်သွားတာ။နောက်တစ်ပုတ်ကမေဆိုတော့ အလုံးကမချိုးကိုဝိုင်းတောင်းမှန်ရတော့တာပေါ့တမီးရဲ့တမီးထွက်လာတိုင်းပြိတက်ကဝိုင်းရည်နေကြတော့မမတို့မှမကရဖြစ်နေတယ်အဲ့ဒီတော့ဒီနှစ်တကြံလေးတော့ခဏနာပေးပါနော်ထို့သူဆိုတာကိုမချိုးကမျက်နှာမကြီးနဲ့အိုးဘာလို့နာပေးရမှာလဲချော်လေကချင်းလို့မြို့ကတော်ဆင်းလာတာ ကမာပဲဆိုပြီးအတင်းပြဲညင်းနေဟိုကလည်းလူစုံဖြောင်းပြတယ် မချောကလည်းမရဘူးကမေဆိုတာကြီးပဲဒါနဲ့ပဲအလုံးဝိုင်းညီပြီးမချောကိုအဖွဲထဲမှာမဟုတ်ဖဲတနေ့ကို တကူတော်တပုတ်ပြီးကရတော့တယ်သူဘာသာသူဘာသာချင်းနဲ့ပဲဖြစ်ဖြစ်ဘာကခွဲ့နေပဲဖြစ်ဖြစ်ကရတယ်သူအကနာမည်ကိုလည်းသူဘာသာသူပေးထားတယ်ဘသူပြောပြောကိုတဘောကခွဲ့တယ်လိုက်တယ်ကခွဲ့နဲ့လိုက်တယ်ဘသူဘာပြောပြော သူ့တဘောအတိုင်းသူ့စိတ်ကြိုက်ကာကွယ်ထွင်ပြီးသူကကျင်တယ်လူကကနေတော့တာသူ့အကရဲမှာမြမလူလဲပါတယ်ဒီစကိုရီလဲပါတယ်ကလားရီလူဒူးထောက်ပြီးလက်နှစ်ဖက်ခေါင်းပေါ်ရှက်တာရီလဲပါတယ်အိုးတယောက်သေးကိုရှုံနေတာပဲဆက်နှစ်ပွဲစီကြာနေတာပါပဲဒါကြောင့်မိတ်ဆွေတို့စီမလေးဘသူပြောပြောကိုတဘောဆိုတဲ့အကမျိုးတွေ့ရင်တခြားတော့မထင်မနဲ့ အဲ့ဒါကျွန်တော်အမမချောတီထွင်ခဲ့တဲ့ကကွယ်ဆမ်းမလို့တကြံပြီးလို့မချောပြဲမှကျွန်တော်တို့အလုံးတပြင်းချနိုင်တော့တယ်တဘဝတော့လွတ်ပြီးကျွတ်ပြီးပေါ့ဒါပေမဲ့မချောပြဲတဲ့အချိန်ကျတော့ကြောင်းကပြန်ဖွင့်နေပြီကြောင်းပြန်ဖွင့်တော့လေပြဒနာတစ်ခုကအစာဖြစ်နေပြီဒီပြဒနာကဘသူမှစတာမဟုတ်ဘူးသူ့အလိုလိုရောက်လာတာ ရောက်လာတာကလည်းတက်ရှိမဟုတ်ဘူးတက်မဲ့ ရှော့ပင်လေးတစ်ထည်ရှော့ပင်ဆိုတာမျိုးကိုရွာမှာရှိတဲ့ကလေးတွေဘယ်သူမှမြင်ဘူးတာမဟုတ်ဘူးအခုအဲ့ဒီရှော့ပင်လေးရွာကိုရောက်လာတော့တရွာလုံးကကလေးတွေအကုန်လုံးအံ့အားသင့်ကုန်ကြတယ်ရှော့ပင်လေးကအစိမ်းရောင်လေးပောင်ရင်လောက်မှာတစ်ဖက်က အိတ်သုံးလုံးလောက်နဲ့ပန်းရောင်ကော်ကွင်းလေးတွေပါတယ်နောက်ခါမကလေကျွန်တော်တို့ဝင်နေကြဘောင်းမိတွေလို့တရေကျူးနဲ့မဟုတ်ပဲ ကျွန်တော်အဖေဘောင်းမီလိုတွဲချိန်နဲ့ဇင့်နေဗျာဘောင်းမီအနောက်မှာလေးအိတ်ဖုံးပါတဲ့အိတ်အကြီးကြီးလေးလုံးပါတယ်အားလုံးအဲ့ဒီ shopping လေးကို ရင်သက်ရှူမောဖြစ်နေကြတယ်ဒါမျိုးဘယ်သူမှမြင်မှမမြင်ဘူးလားပြောရအောင်မေဒီ shopping လေးကိုတည်ဆောင်လာတာကဒီရွာက လူမဟုတ်ဘူးဟိုရှမ်းပြည်တောင်ကြီးဘက်ပြောင်းလာတဲ့မောင်မောင်တို့နဲ့ရွယ်တူ ကလေးတူပဲရုပ်ကတန့်တလားမမီးနဲ့ အသားကလေးကိုဖြူစွနေတာဘူဂီလေးဆိုတာကလည်းပြောင်းလဲ့ပြီးကြော့နေတာနာမည်ကတော့ဘာလဲမသိဘူးရွာရဲ့ထုံးစံအတိုင်းတောင်ကြီးကလာတာဆိုတော့သူ့ကိုလွယ်လွယ်ကူကူပဲပေးထားတယ်တောင်ကြီးကောင်နဲ့သူ့အဖေကဦးကြီးတောင်အမေကဒေါ်တောင်ကြီးသူ့အမအပြူပေါက်တယောက်ကမတ်တောင်ကြီးသူ့ကိုကြတော့မောင်တောင်ကြီးကဒါပဲသူတို့ဘာသာသူတို့ဘာပဲဖြစ်ဖြစ် တောင်ကြီးကောင်မဲခေါ်ကြတယ်။ပြီးရောအေးအဲ့ဒီတောင်ကြီးကလေးစီမှာအဲ့ဒီ shopping လေးတစ်ထည်ပါခဲ့တာပါပဲ။ဖြစ်ချင်တော့အဲ့ဒီ shopping ကအစိမ်းရောင်ဖြစ်နေတော့တောင်ကြီးကောင်ကကြောင်သွားတိုင်းအဲ့ဒီဘောင်းမီကိုဝင့်နေတော့တာ။အသားကဖြူဖြူရုပ်ကတန့်တန့်ဆိုတော့အဲ့ဒီဘောင်းမီနဲ့သိပ်လိုက်တာ။ဒါမဲ့နေ့တိုင်းအဲ့ဒီဘောင်းမီကြီးပဲဝင့်နေတော့ကလေးတွေအားလုံးသူ့ကိုမျက်မှောင်ကြိုးကြတာပေါ့။ မျက်မှောင်ကျိုးရခြင်းအဓိကအချက်တစ်ချက်လည်းရှိသေးတယ်။ဒီကောင်ကမွမှုဝင်းနှုနဲ့အိမ်ကြီးချင်းလေးမာနကြီးတယ်ဆိုတဲ့မွမှုဝင်းကတခြားလူနဲ့မကစားပေမဲ့ဒီကောင်တောင်ကြီးကောင်နဲ့ကြကစားတယ်ဗျာ။ဒါကြောင့်ကလေးတွေအလုံးအသေးခိုက်ခိုက်နာနေကြတာ။အဓိက အသေးအခိုက်ဆုံးကတော့မောင်မောင်ပေါ့။ဒါကြောင့်ရှော့ပေမဖြစ်ဖြစ်အောင်ဘောင်းမီတို့နှစ်ထဲကိုဆက်ဝေထားတယ်။တထဲကခါမှာ တထေကပေါင်ရင်မှာအဝေးကကြည့်ရင်တော့လျှော့ပင်လူလူတော့ထင်ရတာပေါ့ဒါပေမဲ့အတိသားကြီးသူ့ကိုကြည့်ပြီးကရင်ကမောင်မောင်ရမင်းပေါင်းမိနတ်ထက်ကြီးကတိတာလွန်မာတယ်ကွာတခြားနီးပြောင်းပြီးစဉ်းစားစမ်းပါမောင်မောင်က ပေါင်ရင်နာရောက်နေလို့လမ်းလျှောက်ခက်နေတဲ့သူပေါင်းမိကိုဆွဲတင်ပြီးအေးတခါတလေကျဖရာသခင်က မတရားဘူးကွာ ဒီကောက်မှာဘဲကဘလူလျှော့ပင်တစ်ထည်ရလာလဲမသိပါငါမှာတနေ့တနေ့စိတ်ကိုညစ်ရမောင်မောင်ရဲ့မကြီးမနဲ့အတဲ့ဒါကူကရင်ခါဩကွာသူတို့မြို့မှာဓာမျိုးတွေအများကြီးတယ်အခုတောင်သူတို့အိမ်ပြောင်းတာမသေးနိုင်လို့ဒီတစ်ထည်ယူလာခဲ့တာတယ်နောက်သူမှာဘုဖနဲ့အဖြူရောင်လဲရှိသေးတယ်တဲ့ကွာဘုဖနဲ့အဖြူအေးကရင်စကားကြောင့် မောင်မောင်မျက်မှောင်ကျုပ်သွားတယ်။အာဒါကဒီကောင်တမင်ကြွားတာကွာ။ဘုဖနက်ကအမဲပဲရှိတာပဲ။ငါအဖေတို့ဝင့်နေတာပဲကြည်ပါလား။မောင်မောင်စကားကြောင့်ကရင်ကောင်းကုတ်တယ်။အေးဟုတ်တော့ဟုတ်သားကွာ။ဘုဖနက်ကအမဲတမျိုးပဲတွေ့ဘူးတာလीနော်။ဟုတ်လေဟုတ်တယ်။သူတို့မြင်ဘူးတာကကျွန်တော်တို့အဖေလိုဝန်ထမ်းတွေစီးတဲ့ဘုဖနက်အမဲတွေသာတွေ့ဘူးတာ။ဒါပေမဲ့ ဒီလျှော့ပင်ဆိုတာမျိုးက သူ့မှာအများကြီးရှိရတယ်။သူစကားကမောင်မောင်ကအောင်မှာဒါတမင်ကြွားတာကဒါမျိုးတို့အဖေတို့မှာတော့ရှိမှမရှိပဲ။ရှိရင်လဲဘောင်းမီရှိပဲရှိမှပေါ့။သူစကားကြားတာနဲ့ကရင်မျက်လုံးဝင်းလက်သွားပြီ။အေးဟုတ်ပြီကငါအကြံရပြီ။ကရင်ရဲ့အာရဝန်တာစကားကြောင့်မောင်မောင်မျက်မှောင်ကျုပ်သွားတယ်။ဘာလဲ။ ဘာကြံလဲကရင်ကမောင်မောင်နာဖက်ခနေပြေးကပ်လိုက်ပြီးမင်းလဲလျှော့ပင်ဝစ်လို့ရတဲ့အကြံမျိုးပေါ့မောင်မောင်ကခေါင်းကုပ်ပြီးနားမလည်နိုင်တယ်လို့ပြန်ကြည့်တယ်ငါလျှော့ပင်ဝေးရမေးငါမှလျှော့ပင်မှမရှိတာမင်းကလည်းတုံလိုက်တာကွာမင်းမှလည်းရှိပါတယ်ဘယ်မှလဲမင်းဖရဲ့ဘောင်းမိရှိကိုခုပြီးဖြတ်လိုက်ရင် မင်းအတွက်လျှော့ပင်တစ်ထည်ရပြီပေါ့ကွာ ကရင်ရဲ့ဇကားကြောင့်မောင်မောင်မျက်လုံးတွေအယောင်တောက်သွားတယ်။ဟုတ်တယ်။လုံလုံမဲမဲသုံးထည့်လောက်ဖြတ်ပြရမယ်။ဖေဖေတော့ဖင်ကျုပ်ဖို့သာပြင်ပေတော့။ဒီတယ်မဟုတ်လား။မောင်မောင်တို့ပြောရင်ပြောတယ်လို့လှုပ်တာ။ဒိတ်မကြလိုက်ပါဘူး။မောင်မောင်ကအဖေယူနီဖောင်းဘောင်းမီတွေတစ်ဖက်ဓမ္မတစ်ဖက်နဲ့ပြန်ရောက်လာတယ်။အနားရောက်တာနဲ့မောင်မောင်တစ်တုံးချိုးကြီးတစ်ခုပေါ်ဘောင်းမီတွေပြစ်တင်လိုက်တယ်။ ရော့ဒီမာဓမ္မဘောင်းမီခုတ်ဖြတ်ပြီးဂရင်ကဘောင်းမီကိုမာကြည့်လိုက်တယ်ဟိုကြည့်ဒီကြည့်လှုပ်တယ်နေုံကခုတ်ဖြတ်တာတော့ဟုတ်ပါပြီဘလောက်ခုတ်ရမှာလဲမောင်မောင်ကသူ့ချီမျက်စိဖုံနေတဲ့မြင်းကောင်းစွတ်ကြဲကိုမှဒူးကောင်းအောင်လက်နဲ့ပိုင်းပြပြီးဒီလောက်လေးကွာဂရင်က မောင်မောင်ဒူးကောင်းကိုတလဲဘောင်းမီကိုတလဲကြည့်တယ်အဲ့ဒီလောက်တော့တိတာပေါ့ကွာ ဒါပေမဲ့ဘောင်းမီမှာကြတော့ဘလောက်ပိုင်းရမှန်းမှမသိတာအာမင်းကလေဒီလောက်ကိုမှန်ပိုင်းလိုက်ရင်ပြီးတာပဲဟာကွမောင်မောင်ကသူ့ဒူးကောင်းကိုထက်ပြတယ်ခရင်ကဒူးကောင်းကိုတလဲဘောင်းမီကိုတလဲကြည့်တယ်ပြီးမှဒါဆိုဒီလောက်ပေါ့ဆိုပြီးဘောင်းမီအလေလောက်ကို လက်ညှိုးထိုးပြတယ်ခရင်လက်ညှိုးထိုးပြတဲ့နေရာကိုမောင်မောင်က မျက်လုံးတစ်ဖက်မှိတ်ကြည့်ပြီးအောက်နေနေရွှေ့ ကရင်ကအောင်နေနေရွှေတယ်ဒီလောက်အေးရပြီရပြီအဲ့ဒီလောက်ပဲဒါဆိုဖြတ်ပြီးနော်အေးဖြတ်လက်တော့ညီပလေးစီညီပါတယ်စိတ်ချဆိုပြီးဘောင်းမီကိုတုံးမော်တင်ပြီးဓာနဲ့ခုတ်ဖြတ်တော့တယ်ဘောင်းမီတွေကအိုကြီးလို့ခေါ်တဲ့ခြီဘောင်းမီတွေဆိုတော့တော်ရုံနဲ့ဖြတ်လို့မရဘူးဒါပေမဲ့မောင်မောင်ဇွဲကိုတော့တည်တယ်မဟုတ်လားမပြတ်မချင်းကိုကင့်နေရောပေါ့ ယဘောင်းမီချင်းနှစ်ဖက်လုံးပြတ်တော့မှ ကရင်ကမောင်မောင်ကိုဘောင်းမီကန်ပေးတယ်။မောင်မောင်ကဓာတန်ရာကြအနားဖွာနေတဲ့ဘောင်းမီကိုအာရဝမ်းသာဆွဲယူလိုက်ပြီးမြင်းကောင်းစွတ်ကြဲမှပြီးသူ့ချက်တော့နဲ့ကော်ရှူလိုက်တယ်။ဟေးဘောင်းမီကရင်ကောင်းလောက်ရောက်နေတဲ့အပြင်အောက်ပိုင်းကမြေကြီးမှပုံနေတယ်။အေးရှည်သွားပြီကွ။ကရင်ရဲ့အမေရိတ်တဲ့ မောင်မောင်ကသူ့ဘာသာသူငောင့်ကြည့်တယ်။ပြီးတော့မကြီးမနက်နဲ့ကရင်ပဲလှဲ့ပြီးမင်းကငါပြောတာပဲဒီလောက်ပါဆိုဆိုပြီးသူ့ဒူးခေါင်းလောက်ကိုပြတယ်။ဒါကိုကရင်ကလေအေးလေငါလည်းမင်းပြောတဲ့လောက်ကိုဖြတ်တာပဲ။မင်းမလက်မမှန်တာကရင်ကကောင်းကုတ်တယ်။ဒါဆိုဘလို့လုံမလဲ။မောင်မောင်ကတပြင်းချပြီး နောက်တစ်ထည့်ထက်ဆန်းကြည့်တာပေါ့ကွာ။အေး အဲ့ဒါကောင်းနေကရင်ရဲ့အာရဝန်းသာတဲ့အမှန်တော့အခုနကဖြတ်ထားတဲ့ဘောင်းမီကိုထပ်ဖြတ်ရင်ရတာပဲဒါပေမဲ့သိတယ်မဟုတ်လားမောင်မောင်တို့ကတီးကြတယ်အမားလုံမီရင်တစ်ကပြန်စပဲဒီလိုနဲ့အဖေဘောင်းမီငားတဲ့လောက်ကုန်မှ သူတို့လိုချင်တဲ့အတိုင်းတာရှော့ပင်တစ်ထည်ရတော့တယ်လိုချင်တဲ့အတိုင်းတာရတော့လေခါကမတော်ဘူးလေသိတယ်မဟုတ်လား လူကြီးခါနဲ့ကလေးခါဘယ်ဒူနိုင်မှာလဲအမှန်တော့သူ့အရွယ်ကအဖေပေါင်းမိတစ်ဖက်သေးတော့ရှင်အောင်လှုပ်အိတ်လို့ရတဲ့အရွယ်ဒါကြောင့်ပေါင်းမိကြီးကသူနဲ့စင်ပါဇက်သေးကကြံ့ရို့လူအတော်ချောင်နေတယ်မောင်မောင်က သူနဲ့အတော်ကြီးနေတဲ့ပေါင်းမိကြီးကိုမကမကနဲ့ဒါကြီးကအတော်ချောင်နေသေးတယ်ကွဘလို့လောက်ရမှာလဲဂရင်ကလှဲ့ပတ်ကြည့်ပြီးအိုးကွာ ဂုံနီကျူးနဲ့ရင်ကောင်းမှစီထားလိုက်ကွာ။ကရင်စကားကြောင့်မောင်မောင်ကအလင်းပွင့်သွားတယ်။အေးအဲ့ဒါကောင်းတယ်ဆိုပြီးဂုံနီကျူးတစ်ချောင်းရှာပြီးရင်ကောင်းမှစီလိုက်တယ်။ရပြီ။ဘောင်းမီကိစ္စကတော့ရပြီ။ဒါပေမဲ့တည်တယ်မဟုတ်လား။မောင်မောင်ကမကြည်နဲ့နိုင်သေးဘူး။နေအောင်ကွာ။လျှော့ပင်ရှိုံနဲ့ကတော့ဟိုးကောင်နဲ့လေပဲပဲရှိုံမယ်။သူ့ထက်ကြောက်အောင်ဘယ်လိုလုပ်ရမှာလဲ။ ဒါများကွာလွဲ့လွဲ့လေးမင်းအဖေဘုဖနဲ့ကြီးစီပြီးဘိုးအောင်သီးနဲ့လဲပြစ်ပေါ့ဂရင်စကားကြောင့်မောင်မောင်မျက်နာပါအယောင်လက်သွားတယ်အေးအဲ့ဒါကောင်းနေအေးဒါပေမဲ့အဖေဖနဲ့ကြီးကအကြီးကြီးကွာဖနဲ့ကြီးကိုတော့ဖြတ်လို့မကောင်းဘူးနော်ဟာကောင်းရဖနဲ့ကဘာဖြတ်เสียလို့လို့လဲဒီမှာပုံနေတဲ့အဝိတ်တွေကိုဖနဲ့မှာခုပြီးမင်းအသာလေးစီထားလိုက်ရုံပေါ့ ကရင်ရဲ့ဇကားကြောင့်မောင်မောင်ဘူသဘောကြသွားတယ်။ဒါမျိုးကြတော့မင်းကတော်တော်ညံသွားပြန်ရော။ဒါလဲကရင်ကောင်းနဲ့ဟင်းပေါင်းတကူတွေဖြစ်မေ။ကရင်ကအပြောလွန်နေတာထိန်းထားရတဲ့ပုံနဲ့ခါဟာဟာရဲတယ်။နေုံကတနခါဘကွက်ကွက်သွားဘူးလုံမလား။မလူပါဘူးကွာ။နှကန်းဒီပပလောက်ဆိုဖြစ်ပြီ။ဒါပေမဲ့ကလေးတွေမဟုတ်လား။မမောက်မျက်နှာမှာလက်တထက်တောင်လက်သွားသေးတယ်။ ကဲဒါဆိုအမြန်သွားကြရအောင်ဆိုပြီးနှစ်ယောက်သာ